မင်္ဂလာပါ Audio World Channel ကနေကြိုဆိုပါရစေဒီနေ့မှာကျွန်မပြောပြချင်တာကတော့လူတစ်ယောက်ဟာအလေးထားခံရဖို့တံမိုးထားခံရဖို့နဲ့လေးစားခံရဖို့ဆိုရင်တို့ရဲ့လှုပ်ဆောင်ချက်တွေဟာစကလုံးတွေထက်အဆများစွာပိုအရေးကြီးတယ်ဆိုတဲ့အကြောင်းပါကျွန်မလုပ်ငန်းနယ်ပယ်မှာနှစ်ပေါင်းများစွာလုပ်ကိုင်လာခဲ့ပြီးဘသူတွေကလေးစားခံရပြီးဘသူတွေကလစ်လျူရှုခံရလဲဆိုတဲ့ကွာခြားချက်ကိုကိုယ်တိုင်မြင်တွေ့ခဲ့ရပါတယ်ဒီတော့ ဘသူမဆိုတင့်ကိုလေးစားလအောင် လုပ်နိုင်မယ်အဓိက နီလန်းငါးချက်ကိုအခုပဲဆက်လိုက်ကြရအောင်နံပါတ်1နှစ်သက်ခံရခြင်းထက်လေးစားခံရခြင်းကိုဦးစားပေးပါပထမဆုံးချက်ကတော့အရေးကြီးရဲ့မိကောမှာလူတွေရဲ့နှစ်သက်မှုကိုလိုချင်တာလားလေးစားမှုကိုလိုချင်တာလားကျမအရင်ကဆိုရင်လူချစ်လူခင် ပေါများအောင်လုပ်တတ်တဲ့သူပါ ဒါပေမဲ့လွန်ခဲ့တဲ့ဆယ်စုနှစ်တခုကနေစပြီးကျမဟာနှစ်သက်ခံရခြင်းထက် လေးစားခံရခြင်းကိုရွေးချယ်ခဲ့ပါတယ်။သင်ဟာဘယ်အရာကိုလိုချင်လဲဆိုတာမသိရင်အမှားယွင်းနေဖြစ်တတ်ပါတယ်။လူတွေကိုကျေနပ်အောင်လှုပ်ချင်စိတ်ကနေတန်ဖိုးမရှိတဲ့လူတွေရဲ့ကျေနပ်မှုကိုလိုက်ရှာမိတတ်တယ်။သူတို့နဲ့မတူတာကိုသိပေမဲ့နှစ်သက်ခံရဖို့အတွက်မသင့်တော်တဲ့အပြုအမူတွေကိုငြိမ်ခံလိုက်ရောနေမိတတ်တယ်။ဒါကိုမှတ်ထားပါ။ တင့်ကိုပထမဆုံးလေးစားရမယ့်သူဟာတင့်ကိုယ်တိုင်ပါပဲအခုတင့်အချိန်ဖြုံးနေတဲ့သူတွေကတင့်ရဲ့ကိုပိုင်တံမိုးတွေနဲ့လျော်ညီမှုရှိရဲ့လားသူတို့ရဲ့နှစ်သက်မှုကိုရဖို့အတွက်ကိုကိုကိုလေးစားရမယ့်အလုပ်တွေကိုမဆုံးလွတ်လိုက်ပါနဲ့နမနဲ့ရေရှိတတမတ်ထဲရှိမှုနဲ့ယုံကြည်မှုကိုတည်ဆောက်ပါနမနှစ်ကတော့ရေရှိတတမတ်ထဲရှိမှုကယုံကြည်မှုကိုဖန်တီးပေးတယ်ဆိုတဲ့အချက်ပါပဲဥပမာ ျင်းမှာတရက်နှစ်ရက်လေ့ကျင့်ပြီးတအားစိတ်လှုပ်ရှားနေတာမျိုးဟာလွယ်ပါတယ်။ဒါပေမဲ့နှစ်ပတ်ကြာတဲ့အခါသင်ကျင်းကိုမသွားတော့ဘူးဆိုရင်သင်ရဲ့ကိုကိုကိုယုံကြည်မှုနဲ့ဂရုတည်နိုင်စွမ်းကကျဆင်းသွားပါပြီ။လူမှုဆက်ဆံရေးမှာလည်းဒီတိုင်းပါပဲ။တငယ်ချင်းတွေနဲ့ညစာစားဖို့ချိန်ပြီးနောက်ဆုံးအချိန်မှပြက်ကွက်တာမျိုးအလုံးမှာတတ်မှတ်ချိန်မှာပြီးမယ်ပြောပြီးမပြီးတာမျိုးတွေဟာတင့်ကိုတတ်တမတ်တည်းမရှိသူဖြစ်တတ်မှတ်ခံရစေနိုင်ပါတယ်။တင့်ဟာ လုံမဲ့ပြောတဲ့အတိုင်းလှုပ်ဆောင်တတ်တယ်သူဆိုရင်အခြားလူတွေကတင့်ပေါ်အမြင်အားကိုးလို့ရတယ်ဆိုတာသိလာပါလိမ့်မယ်။တယောက်ယောက်ကိုအဖွဲစည်းတစ်ခုမှလစ်လျူရှုလိုက်ပြီးဆိုရင်သူ့ကိုဘာလို့လိုလိုအပ်နေသေးတာလဲလို့မိကွန်းထုတ်ဆရာဖြစ်လာပါတယ်။လေးစားမှုဆိုတာတညရဲနဲ့မရနိုင်ပါဘူး။တသက်မတ်သေးသောလှုပ်ဆောင်ချက်များကသာလေးစားမှုကိုအချိန်ယူပြီးတိဆောက်ပေးနိုင်ပါတယ်။နံပါတ်3ရှင်းလင်းတဲ့နယ်နိမိတ်များကိုတတ်မှတ်ပြီးတင်းကျပ်စွာစောင့်ထိန်ပါ။ ံပါတ်3ကတော့ရှင်းလင်းပြတ်သားတဲ့နယ်နိမိတ်တွေကိုချမှတ်ဖို့ပါပဲ။နယ်နိမိတ်ချမှတ်ရမှာအဆင့်နှစ်ဆင့်ရှိပါတယ်။ပထမနယ်နိမိတ်ဖန်တီးခြင်း၊ဒုတိယနယ်နိမိတ်ကိုတင်းကျပ်စွာထိန်းသိမ်းခြင်းတို့ဖြစ်ပါတယ်။သင်ပဝင်ခြင်းမှာဘလို့အပြုမှုမျိုးတွေကိုခွင့်မပြုနိုင်ဘူးလဲဆိုတာစိတ်ရင်းလောက်ပါ။အဲ့ဒီစိတ်ရင်းပေါ်အခြေခံပြီးသင်လိုခြင်းနဲ့လူကောင်းတွေစီကဘလို့စံနှုန်းတွေကိုမျှော်လင့်နေဆိုတာကိုဆုံးဖြတ်ပါ။ပြီးရင်စိန်ခေါ်မှုအရှိဆုံးအပိုင်းကိုရောက်ပါတယ်။ ဒါကတော့နယ်နိမိတ်ကိုကြော်လွန်လာသူတွေကိုဖေရှားပစ်ဖို့ပါပဲ။သူတို့ဟာမိသားစုဝင်တွေအပေါင်းအသင်းတွေဖြစ်နေရင်တောင်မှတင့်ကိုမလေးစားတဲ့သူတွေကိုဘဝတွေကနေဖယ်ထုတ်လိုက်တဲ့အခါတင့်ဘဝဟာပိုပြီးဆိုးရွားသွားမှာမဟုတ်ပဲပိုမိုကောင်းမွန်လာပြီးအရှိန်အဟုန်နဲ့ရှေ့ကိုတက်လှမ်းလို့ရမယ်ဆိုတာကျွန်မအားမခံပါတယ်။နံပါတ်၄တင့်ရဲ့အတတ်ပညာကိုကျွမ်းကျင်ပိုင်နိုင်အောင်လုပ်ပါ။ ကျမအကြိုက်ဆုံးချက်ဖြစ်တဲ့နံပါတ်၄ကတော့သင်ရဲ့အတတ်ပညာကိုကျွမ်းကျင်ပိုင်နိုင်အောင်လှုံ့ဆော်မှုပါပဲ။လေးစားခံရဖို့အလွယ်ကူဆုံးနည်းလမ်းကတစ်ခုခုကိုတကယ်တော်အောင်လုပ်ဖို့ပါပဲ။သင်ပါမမတော်ရင်သင်ကိုဘာလို့လေးစားရမလဲ။သင်ရောက်ရှိရာပတ်ဝန်းကျင်ဟာသင်ကြောင့်ပိုပြီးကောင်းမွန်လာပါသလား။သင်က team member ကောင်းကောင်းတယောက်ဖြစ်ရင်သင်အပွဲဟာသင်ကြောင့်ပိုပြီးတိုးတက်လာရပါမယ်။သင်ရောက်လာလို့အခြေအနေက ပိုဆိုးသွားရင်တော့ဘယ်သူမှသင်ကိုလေးစားမှာမဟုတ်ပါဘူး။ လုပ်ငန်းခွင်မှာကျမအမြဲတမ်းတိကျတဲ့ရလက်ကိုတောင်းဆိုလေးရှိပါတယ်။ဆိုရှယ်မီဒီယာအဖွဲ့ကိုကြည့်ပါ။တို့ဟာဗီဒီယိုတွေကနေလူတွေကိုဆွဲဆောင်နိုင်တဲ့ message တွေဖန်တီးရမှာတော်တယ်။ဘာလို့လဲဆိုတော့တို့ဟာအရာတစ်ခုတွေကိုအာရုံစိုက်ပြီးတကယ်ကိုကြွမ်းကျင်ပိုင်နိုင်အောင်လုပ်လို့ပါပဲ။သင်ဘဝအတွက်လည်းအရာတစ်ခုတွေကိုရွေးချယ်ပြီးနောက်ထပ်၁၈လဒါမှမဟုတ်မငင်းနိုင်တဲ့ရလက်တွေရတဲ့အထိစူးစမ်းပြလိုက်ပါ။ ရလက်တွေပြနိုင်ပြီဆိုရင်လေးစားမှုဟာသူ့လိုလိုရလာပါလိမ့်မယ်။နံပါတ်5တင့်လှုပ်ဆောင်ချက်များဟာအမြဲတမ်းအတန်အကျေဆုံးဖြစ်နေရမယ်။နောက်ဆုံးနံပါတ်5ကတော့တင့်လှုပ်ဆောင်ချက်တွေဟာအမြဲတမ်းအတန်အကျေဆုံးဖြစ်နေရမယ်ဆိုတာပါပဲ။တခါတလေသင်ဘလောက်ပဲစ조사조사အခြားသူတွေစီကသင်လိုချင်တဲ့လေးစားမှုကိုမရနိုင်ပါဘူး။ဒါပေမဲ့ဒီအချက်ကြောင့်조사တာကိုရက်လိုက်လို့မရပါဘူး။သူများတွေကဘာပြောပြော ဝေဖန်ပါစေအဲ့ဒါတွေကသူတို့ရဲ့ကိစ္စတွေပါအရေးကြီးတာကသင်ကိုယ်တိုင်သင်ရဲ့လှုပ်ဆောင်ချက်တွေကိုလေးစားရလားဆိုတာပါပဲဘသူမှသင်ကိုမလေးစားဘူးလို့ညှို့ညွမနေပါနဲ့ဘသူမှဂယုမဆိုင်ပါဘူးခေါင်းငုံပြီးအလုပ်ကိုသာလုပ်ပါအချိန်ကြာမြင့်စွာရလက်ကောင်းတွေမပြတ်တမ်းထုတ်ပေးနေခြင်းနဲ့လူတွေကိုတင့်ကိုလေးစားလာအောင်တသေးပြလိုက်ပါ ီနည်းလမ်းတွေကိုအသုံးပြုမယ်ဆိုရင် မကြခင်မှာသင်လိုချင်တဲ့လေးစားမှုအားလုံးကိုရရှိလာမှာပါဒီဗီဒီယိုကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ like and subscribe လုပ်သွားဖို့မမေ့ပါနဲ့နော်နောက်ထပ်ဗီဒီယိုမှာတွေ့ကြမယ်ကျေးဇူးတင်ပါတယ်